မင်္ဂလာပါရှင်ဝတ်တောင်းမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမလ20ရက်နေ့ကအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ထိခိုက်ပျက်စီးခဲ့ရတဲ့မြို့တွေအထဲမှာမန္တလေးတိုင်းဒေသကြီးတတအုံမြို့နဲ့အင်းဝမြို့ဟောင်းလည်းပါဝင်ခဲ့ပါတယ်ငလျင်ကြောင့်အင်းဝဒေသရှိမဲနုအုပ်ကျောင်းအပါအဝင်မောင်အိုကျောင်းတိုင်းလေးတက်ကြီးအပြင်ထင်ရှားတဲ့တခြားရှေးအောင်အဆောက်အအုံအဝင်တွေများလည်းပျက်စီးခဲ့ရတယ်လို့ရေနန်းတော်ကြီးတို့ယူဆရတယ် အဆောက်အဦတချို့ကိုလည်းမြေရောက်ကနေထွက်ပေါ်လာခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရေနန်းတော်ဆိုတာဟာရှေတုန်းကအရှင်ဘုရင်တွေအေယာဝတီမြစ်ထဲမှာတော်တလင်းလားလေပြိုင်ပွဲကျင်းပတာရေတပင်နဲ့ပတ်သက်တဲ့အခမ်းအနားတွေလုပ်ရင်းရေနန်းတော်မှာပဲရှင်ဘုရင်ကတဲပြီးတော့ရှူစားတာမျိုးဖြစ်တယ်လို့သိရပါတယ်။မြမဘုရင်တွေလက်ထက်တုန်းကရေနန်းတော်တွေတည်ဆောက်ခဲ့ပို့ပြီးတော့ဆင်ဖြူရှင်မြေဒူးမင်းလက်ထက်ကလေးက အင်းဝမှာရေနန်းတော်တည်ဆောက်ခဲ့ဘူးသလိုကုန်းမောင်ကဘာကြီးတော်စကိုင်းမင်းလက်ထက်မှာလည်းရေနန်းတော်ကြီးကိုတည်ဆောက်ခဲ့ဘူးတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ငါလင်းကြောင့်အင်းဝမြို့မှာမြေအောက်ကနေပြန်လည် တွေ့ရှိခဲ့ရတဲ့ရေနန်းတော်ကြီးကဘာကြီးတော်စကိုင်းမင်းလက်ထက်ကတည်ဆောက်ခဲ့တဲ့ရေနန်းတော်ဖြစ်တယ်လို့ဆိုကြပါတယ်။ရေနန်းတော်ကြီးဟာအင်းဝမြို့အရှေ့မြောက်တောင်အရက်ရှိအေရီမြစ်နဲ့ဒေါထဝရီမြစ်စုံရမှာတရှိတယ်လို့ဆိုကြပြီးတော့ လက်ရှိချိန်မှာအဲ့ဒီရေနံတော်လို့ယူဆရတဲ့အဆောက်အဦကိုတိုးပေါ်ဖို့ကြိုးပမ်းနေရလူမှုကွန်ရက်တွေမှာလူအများစိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။တရုတ်တံဖိုင်ထဲမှာတော့အင်အားပြင်းငလျင်ကြောင့်တဒါအူအင်ဝါမျိုးမှာဘလောက်ထိထိခိုက်ပျက်စီးခဲ့တယ်လဲဆိုတဲ့အချက်နဲ့ရေနံတော်နဲ့ပတ်သက်ပြီးတော့ဒေတာကန်တွေဘလို့ထင်မြင်ယူဆနေတယ်လဲဆိုတဲ့အချက်ကိုဒေတာကန်တအူဖြစ်တဲ့ကိုသိန်းဖေနဲ့ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြပေးတော်မှာဖြစ်ပါတယ်။ ဒီစီဇန်လေးမစတင်ခင်မှာတော့မိုသားမီဒီယာ channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်အဲအဲကွနာအင်းငလင်လုတ်ပြီးနောင်ငလင်လုတ်ပြီးချိန်မှာလေပေါ်လာတဲ့ဒီရည်နှန်းတော်လိုယူဆရတဲ့ဟာတကယ်ရည်နှန်းတော်လားဟုတ်ဟုတ်မဟုတ်လေအကိုရဲ့အမြင်ပေါ့အကိုလည်းဒေသခံဆိုတော့လေမဟုတ်ပါဘူးအဲရည်နှန်းတော်မဟုတ်ရာဒီပထမတွေ့ရဲ့လူကရည်နှန်းတော်လိုလည်းပြောလို့ရတာပေါ့ဒါပေမဲ့ ဒီနန်းရင်းဆောင်တစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်ပြီးတော့ဒီအဲ့ရင်းနှန်းတော်ဆိုတဲ့ဟာဒီညိုရိုးရဲ့ပြင်ပမှာရှိရလေအင်းဝမျိုးရိုးပြင်ပမှာအော်ပြင်ပမှာရှိရဆိုတော့သူကဝါလိုဝါကောင်းမှာဆိုရင်ရေတအားဝင်လာကြဟုတ်ကဲ့ရေတအားဝင်တော့ကျတော့ဒါကြီးကသူကမြုံတာအဲ့ဒီကျုံလို့ပေါ့မန်းကျုံလို့ပုံစံမျိုးကြီးတည်းမှာရှိရအော်ဟုတ်ကဲ့မြုံမြုံနေတဲ့အခါမှာကျတော့ကျွန်တော်တို့အဲ့မှာဂျိုင်းဆိုတာရှိရအုပ်ကိုဂျိုင်းရှိရကျွန်တော်အုပ်တွေပဲဆိုရဂျိုင်း ဟုတ်ကဲ့အဲ့ကြိုင်ကြီးတဲ့အဲ့ကြိုင်ကြီးတဲ့မှာဒီကျွန်တော်တို့ဒီဂျင်းတော့ကျွန်တော်အဒီမထားမိဘူးကောနော်ဒီ၅၄ပါးကြီးစင့်ဖန်တဲ့အခါမှာဒီလေကားကြီးနှစ်ခုရှိတယ်ကျွန်တော်ကတော့ပုံမှန်တိုင်းပဲရင်တော့အဆောက်အဦအပြက်ကနေပြီးတော့ဒီလိုလိမ့်ပါလာလို့ပဲကျွန်တော်တို့ထင်ကြတာခုငလင်းလုံးမှကျွန်တော်ဒါကြီးကိုတွေ့ရဩဟုတ်ကဲ့အဲ့ဆိုရင်ကိုအဲ့ဒါကရင်နန်းတော်လို့ပြောလို့မရဘူးလားပြောလို့မရဘူးဆိုတာဒါကတော့သူတို့ရှေးအောင်တွေ့တဲ့နာတွေကခုမှစပြီးတော့ဒီ ဟောတော့ဆိုကြတော့အတိအကျပြောလို့မရအောင်ဒီဟာကပါဇက်ပါဇက်အရာပဲပြောနေကြလူတွေကဩအင်းအင်းဟိုဘာကြီးထူးကြလဲအကိုတို့အဲ့မှာအကိုပုံမှန်တော့သွားကြည့်ပြက်လားပုံမှန်သွားကြည့်တယ်ညာကျတော့ဒီနေ့ဟိုတစ်ခါတော့သွားကြည့်ရဲအဲ့လိုမျိုးဒီသူကစိတ်ဝင်စားတော့လေတင်ခိုင်းတော့လေကျွန်တော်လည်းသူတို့စိတ်ချမ်းသာအောင်တင်ပေးတာတခုပဲရှိရဲအေးကျွန်တော်လည်းစိတ်ဝင်စားလို့အကိုတင်လာရတွေ့တော့ဟိုရေနှမ်းတော်လို့မဟုတ်ဘူးလို့တချို့လူတွေကလည်းပြောနေကြလို့လေ ဒီရင်ကျွန်တော်တို့ဘိုးကပြောတာကတော့နော်အဲ့မှာကျော်ရီကြီးနဲ့ဒုက္ခရီကြီးနဲ့တုံတဲ့အဆက်ပေါ့သရိကံပုံစံမှာဒီအဆောက်အဦတစ်ခုရှိရလို့ကြားဦးတယ်။ဟုတ်ကဲ့။အဲ့အဆောက်အဦကသူဘယ်လိုပြောလဲဒီဖုံးကြီးကြောင်းလို့လည်းပြောတယ်ဖုံးကြီးကြောင်းလည်းကျွန်တော်နေရလို့ပြောတယ်ဖုံးကြီးသတင်းသုံးတာပေါ့။အော်ဟုတ်ကဲ့။ဟိုရှင်းတော့ပေါ့။ချိုးရတော့လဲဒီမနမ်းတော့မေနူကိုကိုွယ်တယ်ဆရာတော်ဥပုတ်တင်သတင်းသုံးတဲ့ကြောင်းကြီးလို့လည်းပြောကြတယ်။အော်ဟုတ်ကဲ့။ မျိုးမျိုးပေါ့အခုကတော့သူရတနာရှင်ကအခုမှစပြီးလုံးလုံးရှိပြီ။ဩဟုတ်ကဲ့ကျိုးလူတွေကလည်းဗာလဲအုတ်ဖုတ်တဲ့နေရာဆိုလားဗာဆိုတာမသိပြောကြတယ်။အဲ့လိုပြောရင်လည်းမှန်တယ်ဒါပေမဲ့အုတ်ဖုတ်တဲ့နေရာဆိုတာအုတ်ဖုတ်တဲ့နေရာမှာရှိလို့အုတ်ဖုတ်တဲ့နေရာလို့ပြောတာအတအူးကအုတ်ဖုတ်တဲ့ဟာမဟုတ်ဘူး။ဩတော်တော်တော့ကြီးမလားကို။အင်းတော်တော်ကြီးတော့ကျွန်တော်တို့ခုအဲ့ဒီပေါ်တဲ့အကြောင်းနေရာကြီးရယ်ပြီးလို့ရှိရင် ုဘက်ကတနေရာဖြောင်းမတ်တရက်ကြီးတဲ့အပေါ်ကကျွန်တော်တို့တပြင်းလုံးကအဲ့အဆောက်အဦကြီးပဲတနေရာတနေရာကိုတော့သွားရတယ်အဲ့အဆောက်အဦကြီးကအဲ့အကိုသွားတာဆိုရင်အကျဲဆိုရင်ဥအကိုအတွေ့အကြုံပေါ့နော်ကျွန်တော်မေးကြည့်နေတာဘလောက်ကျဲမလဲပေနဲ့တွက်မယ်ဆိုရင်ပေနဲ့တွက်မယ်ဆိုရင်တော့အစနဲ့အဆုံးထိအကိုရဲ့ပြင်းရမယ်ဆိုတော့တော်တော်လေးတော့များရတယ်ပြီလားအဲ့လိုမျိုးဒီမနမ်းမတော်မင်းတို့အုတ်ကြောင်းလောက်ရှင်တော့ရှိမယ်ထင်တယ် ဟုတ်လားအဲ့လောက်လောက်ရှိလားအဲ့လောက်ရှိမယ်ရှင်ကျောင်းဆောင်ကြီးတစ်ခုလောက်တော့ထိရှိမယ်ထင်တယ်ဒါပေမဲ့ तू อ่ะရင်တော့အသားကျောင်းကြီးလို့လည်းပြောတယ်ပိုကအောက်ကအုတ်အုတ်အုတ်အခန်းကြီးလို့ပဲထင်ရကျွန်တော်ကတော့အုတ်ခန်းကြီးဩအောက်ပြောင်းလို့ချင်းဒီခုခဲ့လို့ချင်းဒီအောက်ကဖောင်ဒေးရှင်းလို့ပဲကျွန်တော်ထင်တာပဲဩဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကြည့်ရတော့ဆိုလို့ရှင်အဲ့လိုပဲမြင်တယ်ဩရေနန်းတော်လို့တော့ခုအချိန်မှာပြောလို့ရပြီလား ညန်းတော်လို့တော့ပြောလို့မရသေးဘူးလေဒါကခုတချို့နေကန်တချို့ကပဲဒါရင်နန်းတော်ရင်နန်းတော်ကြီးဆိုပြီးတော့အဖို့ဖြစ်ပြီးတော့နာမည်ကြီးပဲပထမတတ်တွေ့ရလူကရင်နန်းတော်ကြီးလို့ပြောကြတာဒါပေမဲ့ရင်နန်းတော်မဟုတ်ပါဘူးအာမဟုတ်ဟုတ်မဟုတ်သေးဘူးဗျာတတိယပြောလို့မရသေးဘူးခုမှခေါ်တော့ရှိကြီးကျွန်တော်လဲဒီအစာအုပ်ကြီးပေါ်လာပေါ်လာဆိုင်ဝတ်သားကြီးကြောက်ကြည့်တယ်ကြိုက်ပြီးတင်ပေးဖို့ဟာဟုတ်ကဲ့အဲ့ဒီဟာကခုအင်းဝါမြို့ဟောင်းရဲ့ဘယ်နေရာတော့မှရှိမှာလဲအဲ့ခုခုခုဂျင်းနန်းတော်ဆိုတဲ့နေရာကလေ အေအာရီမြက်အဆက်မှာရှိရအေအာရီမြက်အင်းဟောအေအာရီမြက်ခုကကျွန်တော်တို့ဒီစကိုင်းပြက်ပြီးကြောရနေတော့ရှောက်ကျွန်တော်အင်းဝါတယ်ဟိုဒီငလင်းအကြောင်းကြီးကဝင်လာဆိုတော့အဲ့ဒီပြက်ပြီးအကြောင်းတော့မပါပြီးတော့ပေါ်လာတာဗျပေါ်လာတာဟောဟုတ်ပြောပြီးပေါ့အဲ့ဒီအကိုကိုလက်ရှိနော်ရေနန်းတော်လို့နာမည်ကြီးနေတဲ့ဒီအဆောက်အဦလေးနဲ့ပတ်သက်လို့အကိုဘာညံပြောရင်သေးလဲอืมကျွန်တော်ကတော့ဘာမှတော့ trade ထူးပြောရမှာမရှိပါဘူးကျွန်တော် ကိုယ်တိုင်ကိုကြာလဲတိတ်ပြီးတော့ဒီခံမှန်းလို့မရဘူးလေသူတို့ရှေးရောက်နေတော့အခုမှခေါ်တော့ရှိတယ်ကျွန်တော်လည်းဝေဖန်လို့မရဘူးဖြစ်နေအော်ဟုတ်ကဲ့ဟုတ်ကဲ့တရားကတော့ရေနှန်းတော့ဖြစ်ဖို့ရာခိုင်နှုန်းနည်းပါတယ်အော် အော်သူတို့မှာရေနံတော်မှာလည်းသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေရှိတာပေါ့နော်အဲ့ဒီစည်းကမ်းချက်တွေပြည့်စုံမှသာရေနံတော်လို့ပြောလို့ရမှာပေါ့ဟုတ်တယ်ဗျသူရေနံတော်ဆိုတာဒီရင်တော့ဂျီရီတအားဒီဝါလောကောင်မှာဒီကျုံကြီးပြီးတဲ့ခါမှာကျတော့ဒီနံအောက်ကနံတော်ကြီးအောက်က နန်းနန်းဆောင်လည်းပြောလို့ရတယ်ဒါပေမဲ့ကားလည်းပြောလို့မရဖုန်းကြောင်းလည်းပြောလို့ရတယ်အဲ့ဒီဟာကြီးကဒီညီကြီးအောင်မှာမြုံနေတွေ့သွားရေနန်းတော်ဆိုပြီးတော့လူတွေကလိုတဲ့တကူခေါ်ကြအဲ့တော့ကျွန်တော်အဲ့မှာလည်းဖြေပြီးထားတယ်ရေနန်းတော်မဟုတ်ကြောင်းကိုလည်းဖြေပြန်ထားပါဒါပေမဲ့တို့ကြတော့လေတီယူလန်တဲ့ရေနန်းတော်ဆိုပြီးတော့ပထမတွေ့ရလူကစပြီးတော့နှုတ်ပြောလိုက်တော့ငါတို့တရားပါရေနန်းတော်ဆိုပြီးတော့အကုန်လုံးကဒီအင်တာအကုန်လုံးဖြစ်ကုန်တာပေါ့သိရမလားအိုးရေနန်းမဟုတ်ဘူးကွာဘာကြောင့်ပြောနိုင်တာလဲအဲ့တော့မဟုတ်သေးတဲ့အကြောင်းကကျတော့သူတို့ ဒီခုဖောင်ဒေးရှင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအသောက်အဦးတစ်ခုပဲဖြစ်မှာရေနံတော်ဆိုတော့ဖြစ်နိုင်သေးတယ်။ဟိုဘလို့ဘလို့စီကံသမက်ခက်လို့သိပါလေ။ဟမ်။အိုးဘလို့ဘလို့သိတာလို့လဲရေနံတော်နဲ့ကွဲပြားလာလားအခုမြင်တွေ့နေရတဲ့မြင်တွေ့ပြားပဲနံတော်ဒီအခုလိုတော့မဖြစ်နိုင်ဘူးရှင်။ကျွန်တော်ပြောရမယ်ဆိုရင်ဖုံးချောင်းလိုပဲထင်တယ်ရှေးဖုံးချောင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးဒီနန်းဆောင်တစ်ခုပဲဖြစ်ဖြစ်အဲ့လိုနန်းတော်ကြီးတော့မဖြစ်နိုင် ဟုတ်ကဲ့အဲ့မဲ့သူကရေနန်းတော်ဆိုပေမဲ့ရေနန်းတော်လိုတဲ့တတားရရွေးလို့မြောင်းဆိုတော့ခုမှအပေါ်တော့ချီသေးတာဟုတ်သူတို့ပြောတဲ့ရင်နှန်းတော့ဆိုရင်လည်းတားရတော့မမအောင်ဘာလို့ရေတဲ့ညုံနေတဲ့အတွက်ရင်နှန်းတော့လို့ပြောလို့ရပါတယ်။ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့တော့ဒီဘာလို့ဘောကောင်မှရေတားတက်လို့ရှိရင်သူကတခြားအဲ့ရဖုံးသွားဆိုတော့လေ။သူရေအောင်မှညုံတာဆိုတော့။ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့လိုပြောရတယ်။သူကနန်းတော်ကြီးလိုတဲ့သူကထင်ကြတယ်။သူကကြတယ်ပလင်းနဲ့။သူကကြတော့လေမျိုးမျိုးပေါ့ ။ဟောအဲ့ဒီမှာဘလူတွေထင်မြင်ချက်တွေပေးကြလဲအဲ့ဒီရေနန်းတော်လိုယူဆတဲ့အဆောင်အုံနဲ့ပတ်သက်လို့ပေါ့။အေးချိုးကတော့လေဒီပလင်းကြီးတစ်ခုလိုပဲယူဆတယ်။ဟောလေလေကားတွေကလေးဘက်လေးလံရှိရဆိုတော့ပလင်းကြီးလိုပဲထင်တယ်။ချိုးကကြတော့ဟောဟုတ်ကဲ့။ချိုးကကြတော့အုပ်ပုအကြောင်းကြီးရချိုးကကြတော့လေနမတော်မေနုကိုးခွေတဲ့ဆရာတော်ဥပုပ်ကြီးရဲ့ကြောင်းလို့ပြောတယ်။ချွတ်ကြတော့လဲကြောင်းတင်းတော့ကစာကြီးတိုက်လို့လည်းပြောကြတယ်။အော်ဟုတ်ကဲ့ ရင်နန်းတော့ဘူးတော့မယူဆကြလည်းဘူးမယူဆကြဘူးပေါ့နော်တချို့လူကကုပါစေတက်တော်ဆိုချယ်မီနီယာမှာတော့အဲ့လိုမျိုးတွေရင်နန်းတော့လိုပဲယူဆနေကြအများတယ်။တယောက်တယောက်ထွက်သွားပြီဆိုလို့ရှိရင်အဲ့တယောက်ရဲ့စကားကိုပဲအကုန်လုံးကဝိုင်းယုံကြတဲ့ကြတဲ့တင်ရရှိရတယ်။မဟုတ်ဘူးကျွန်တော်လည်းတွေ့လိုက်တာအမျိုးသမီးတယောက်တင်ထားတာတွေ့လို့ပါ။ရင်နန်းတော့မဟုတ်ဘူး။ဟိုအုပ်ဖုတ်တဲ့နေရာကြီးပါတဲ့။အုပ်ဖုတ်တဲ့နေရာကြီးပါဆိုတာအုပ်ဖုတ်တဲ့နေရာကြီးမှာရှိလို့အဲ့ဟာအုပ်ဖုတ်တဲ့နေရာလို့ပြောတာရင်တော့ကျွန်တော်တို့ခက်ခက်ငယ်ငယ်မွေးသေးပါဘူး။ကျွန်တော်တို့ ဖေးရခင်တော့ဆိုလို့ရှိရင်အာအဲ့မှာအုတ်တွေပါဖြုတ်ပြီးတော့ကားတွေပါတင်ရတာဆိုတော့ဒါအုတ်ဖို့တဲ့နေရာမှာရှိလို့အုတ်ဖို့လို့ပြောကြ။ဟောအုတ်အုတ်ဖို့လို့လည်းပြောကြတာပေါ့နော်။ဟုတ်တယ်ဟုတ်တယ်။အုတ်ဖို့ကဈာကြီးတဲ့မှာဈာကြီးကသင်းတာ哦။အဲ့နန်းရင်းရ။ဟောဟုတ်ကဲ့။ဒါကဒီတော့တစ်ပြက်ပဲရှိမယ်ထင်တာ။အဲ့လိုမျိုးအဲ့လိုမျိုးပေါ်မဲလို့မထင်ဘူး။အခုကငလင်လှုပ်ရတဲ့အဲ့အကွက်ကြောင်ကြီးကနေပေါ်လာလို့အခုဆိုလို့ရှိရင်ဖြီးကောင်းနေတဲ့ဒူးဖော်နေပြီ။ ဘလောက်လောက်ကြာမလဲအခုအခုဒေသခံအနေနဲ့ဘလို့မြင်လဲသူ့ခေါ်တာဟုတ်လားဟမ်သူ့ခေါ်တာတော့ဒီအားလုံးဆိုတော့အခုကလူနဲ့ပဲတူကြရဆိုတော့ဒီအချိန်တော့ပြီးရမယ်ထင်တယ်သူကဒီစက်တွေတောက်လဲတအားသုံးရမယ်ပုံမပေါ်ဘူးဘလို့ဆိုတော့ဒီလက်ရည်ထိခိုက်တယ်သူတို့လေဟုတ်ကဲ့ဟုတ်ကဲ့အခုကတော့ဒီကြောင်းရည်ရှိတော်များနဲ့အကုန်လုံးကဒီလာပြီးတော့လေးလာနေကြကျွန်တော်တို့လည်းနောက်ကနေလိုလေးဒါလေးဝင်ပြီးတော့ကြည့်ပြီးတော့တင်ရတာပဲ အဲဝင်ကြည့်လို့မရဝင်ကြည့်လို့မရတော့ဟိုဒီလောကလေဟိုအကြောင်းမှရှိတယ်မင်းလေးလေးကားလောက်ယူရှိတယ်ဟုတ်တယ်ခုတချို့ comment တွေမှာတွေ့တာအဲ့လိုမျိုးရှေးဟောင်းနေနဲ့မတူဘူးလားဘာလို့လျှောက်လုံနေရတော့အဲ့လိုမျိုးတွေလည်းတွေ့တယ်ဒါရှေးဟောင်းနေနဲ့အကုန်လုံးလုံမှတူတာလေအကုန်လုံးတူပြီမှကျွန်တော်တို့ကဘေးကနေဝင်ရိုက်တာကျွန်တော်တို့ကကိုကျွန်တော်တို့ကိုယ်တိုင်တူတာမဟုတ်ဘူးသူတို့များတူတာကိုကျွန်တော်တို့ကဝင်ပြီးရိုက်တာဟိုင်းပြောနော်ဘေးကလာကြဘေးကဟိုင်းသိပါဘေးကရွာသားကြီးများမသိဘူး bây giờ không phải chết giả bị mày nó nên chỉ dọn tiền đi mày đốt tiền mà ai để đi làm nhà ai làm mà nó mấy nước ở trong nó khui em mà nó khui bò này အဆက်ထဲလေအကုန်လုံးအရင်တော့နေတယ်နော်ဟုတ်ပါရှင်းပြီးတော့မင်းတို့အုပ်ကြောင်ရှိတယ်ရှိတယ်ဒါလည်းဖုံးကြောင်မျိုးပါပဲအော်ဟိုမှာရှောက်လမ်းပေါ်တယ်လေရှောက်လမ်းအိုင်မတည့်ရလေရလေနော်ကောင်းပါတော့ဒီမှာဘယ်ကမှမကောင်းဘူးဘယ်ကမှဖြစ်နေပါလားအချို့ကမနေ့ကကျွန်တော်တင်ရတော့မှရှေးအောင်နေနေပေးမတွေ့ဘူးလားဘာလို့လျှောက်ကိုင်းနေတာတုံးဆိုတော့ကောင်းမလေးဝန်မခံရ အဲ့တော့ဒီကောင်နဲ့ငါရဘာလို့ပုံပုံတွေ့နေတာလဲ။ဟုတ်ကဲ့။ငါလည်းပုံပုံတွေ့နေတာ။ဆိုင်းလေး။ကြားဝင်ပြီ။အဲဆိုင်းလေး။ကြားရင်ဆိုင်းလေး။ဒီမှာဒီကောင်နဲ့ငါလိုက်တင်လို့ရတယ်။ဒီကောင်မြင်းမြင်းနဲ့ကတော့ကိုလို့ပုံတွေ့နေတယ်။အဲအဲဒီဘက်ဒီဘက်ကိုတိရတစ်ခါလောက်ရတယ်။အဲဒီဘက်ကအမိမလေးတွေတော့မဘက်ကြောင်ကောင်ရောမိမလေးတွေ။ကြောင်ကြီးဆိုနော်။ဒီကမလေးကရှိနေတာလေကကြီးကြောင်းကြီးပေါ်တက်တော့ပါ။အားရမင်းလက်ခံတာဟဲ့။ဒီမင်းလေးကိုစောင်းနေ။